ပရိသတ်များအားလုံးမင်္ဂလာပါ KK Story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာ VPN လေးခံပြီးကြည့်ရှုပေးကြဖို့မေတ္တာရက်ခံပါတယ်အဲ့ဒီတော့ကမေပကြီးရဲ့အတက်က18နှစ်ပဲရှိပါသေးတယ်သူ့ဖေးရဲ့အချင်းလေးကတော်တော်ကိုဆိုးရွားနေပါတယ်ဒါကသူ့ဘဝရဲ့နောက်ဆုံးအခိုက်အတန့်ပဲဖြစ်မိထင်ပါတယ်ဒါပေမဲ့ဒါကမေပကြီးရဲ့အမေဒေါ်အီမွန်ကလုံးဝဘေးမဆက်ခဲ့ပါဘူးသူကတော့အဲ့ဒီမှာထိုင်ပြီး သူ့အတွက်သူကွန်းရနေပါလေမိမကြီးကငိုပြီးတော့ပြောခဲ့ပါလေအမေအဖေကိုဆေးရုံခေါ်သွားပါလားအဖေကိုကြည့်အောင်အဖေကအရန်နာကျင်မှုခံစားနေရတယ်အဖေရဲ့ဒီလိုခြေနေကိုတမိမကြည့်ရဘူးအဲ့တော့နင့်ကိုဘသူကကြည်ခိုင်းနေလို့လဲမျက်လုံးမှိတ်ထားလိုက်ပေါ့ပြီးတော့ပစက်ပိတ်ပြီးနေပြီးတော့ဒီဖိုးကြီးကတင်ရောက်มาပဲလေအမေရေ तू ကအမေရဲ့ယောက်ျားလေအမေကအဖေအတွက်ဘယ်လိုလုပ်အဲ့လိုတော့ပြောနိုင်တာလဲဟဲ့ तू ကငါ့ယောက်ျားဖြစ်တာနည်းနည်း ัวနှင့်အဖေလေနင့်ကိုဒီအိမ်မှာထားပြီးသူလောက်ခဲ့တဲ့အမောက်သူခံရမှာပဲလေအခုနင်ကထိုင်ပြီးတော့ပြဆက်ကိုကြည့်နေလိုက်ပေါ့အမေတမီးဒီအနေထွက်သွားလိုက်ပါမယ်ဒါပေမဲ့အဖေကိုဆေးရုံခေါ်သွားပေးပါတမီးပတော်မှပြန်မလာတော့ပါအောင်နော်တမီးအဖေကိုတစ်ခေါက်လောက်ဆေးရုံခေါ်သွားပေးပါနော် အိမ်မှာဂရင်းပေါ်မှာလှိမ့်နေတဲ့မိဘကြီးရဲ့အဖေရဲ့မျက်လုံးထဲကနေအကူအညီမဲ့ပြီးမျက်ရည်ကြာနေပါတယ်အဲ့ဒီချိန်မှာအဲ့ဒီကိုတတ်နိုင်ကလေးရောက်လာခဲ့ပါတယ် ပြီးတော့မေမကြီးရဲ့အဖေရဲ့အခြေအနေကိုကြည့်ပြီးပြုံးပြီးတော့ပြောခဲ့ပါတယ်။အေးမုံကြီးမင်းနဲ့ငါနဲ့ကြာဒီအဆူကြီးကပေပြောင်းတော့မယ်ထင်တယ်။ဒေါ်အီမုံကတန်တိုင်ကိုပြိဖက်ပြီးတော့ပြောခဲ့ပါတယ်။ "तू ကတော့သွားတော့မှာပါ။ဒါပေမဲ့သူ့ကိုကြတော့မလုပ်ရမလဲ။မင်းပြောရင်ငါသူ့ကိုဈေးကောင်းကောင်းနဲ့ရောင်းလိုက်ရမလား။"အော်မေးစရာတော့လူသေးလို့လားအမြန်ဆုံးလှုပ်နိုင်တဲ့လောက်လှုပ်လိုက်ပါအဲ့ဒါမှကျမတို့ကဘဝမှာပျော်ပါနိုင်ပါလေ မေဘကြီးကအဲ့ဒီမှာထားထားတဲ့ကတ်ကြီးကိုတန်နိုင်ရဲ့ခေါင်းပေါ်မှာပြစ်လိုက်ပါတယ်။ပြီးတော့ငိုပြီးတော့ပြောခဲ့ပါတယ်။နင်တို့နှစ်ယောက်ကလူသားတွေမဟုတ်ဘူးတရိတ်ဆန်နေပဲ။ပြီးတော့ပြေးသွားပြီးသူ့ဖေကိုပြောခဲ့ပါတယ်။အဖေရေအဖေစိတ်မပူနဲ့နော်။တမီးအဖေကိုစေးုံခေါ်သွားမယ်။အဲ့တော့ကြာပြီသူ့ဖေးရဲ့ပါဇက်ကတခုခုပြောဖို့လှုပ်လာပါတယ်။ဒါပေမဲ့ချက်ချင်းမိတ်သူ့လေးပင်ကစောင်းသွားပါတော့တယ်။သူက အသက်မရှိတော့ပါဘူး။ တော်အီမွန်ကရီးပြီးတော့ပြောခဲ့ပါတယ်။ပြပွဲပြီးသွားပြီကလေးမရေနှစ်ဖေတိတ်သွားပြီ။မိဘကြီးကသူ့ဖေအသက်ရှူတာကိုခံစားနေရပါတယ်။သူဟာကြေလောင်စွာနဲ့ငိုပါတော့တယ်။ဒါဟုကြပြီးအိနီနာချင်းတွေလည်းရောက်လာခဲ့ကြပါတယ်။တော်အီမွန်ကလည်းငိုချင်အောင်ဟန်ဆောင်ပါတယ်။မိဘကြီးရဲ့ဖေတိတ်ဆုံးမှုကသူ့ကိုတိတ်ဆိတ်သွားအောင်လုပ်လိုက်ပါတယ်။ခဏကြာမှတော့သူ့ရဲ့မျက်ရည်တွေလည်းတိတ်သွားခဲ့ပါတယ်။သူကကြောက်တုံးတစ်ခုလိုရန်နေပါတယ်။ ၃ရက်နေပြီးတော့မှသူကသတိပြန်ရလာတော့သူကထပ်ပြီးကြေလောင်စွာနဲ့ငိုပါတော့တယ်။ဒေါ်အီမွန်ကသူ့စပင်ကိုဆွဲပြီးပြောခဲ့ပါတယ်။တော်ပြီအခုအိုင်တင်လောက်တာတွေကိုရှက်လိုက်တော့ပဆက်ပိတ်လိုက်တော့ညာဖြစ်နေပြီ။ဒီတက်နိုင်ကဘယ်ရောက်သွားလဲမသိဘူး။သူက၈နိုင်လာမယ်လို့လည်းပြောတယ်။အော်နေရောက်လာပြီလား။အေးငါရောက်လာပြီအီမွန်ကြီး။ဒါဖုန်းခန်းနဲ့ငါသူ့စီမှာမိဘကြီးကိုတင်း30နဲ့ရောင်းလိုက်တယ်။ဟာဟာဟာ ဒီနေ့ကစပြီးဒီကော်မလေးကကျွန်တော်အပိုင်ဖြစ်သွားပြီ။ပြော့30ရူယူ။ဖုံးခန့်ကမေဘကြီးရဲ့လက်ကိုဆွဲလိုက်ပါတယ်။ပြီးတော့မေဘကြီးကိုသူ့နဲ့အတူခိုးသွားဖို့အတွက်ဆွဲသွားပါတော့တယ်။ငါ့ကိုလှော့။ငါမသွားချင်ဘူး။အမေရေသူ့တားပါအောင်။နည်းနည်းတော့တနာပါနော်။ငါ့ကိုလှော့။ငါနဲ့မင်မဟုတ်ဘူး။ဒီကနေ့ထွက်သွားလိုက်တော့နားထောင်ဖုံးခန့်ရင်သူအရှမ်းအော်တာပဲ။သူ့ရဲ့ပတ်ဆက်ကိုချီပြီးခေါ်သွားလိုက်တော့နမောစုံနဲ့အဖမ်းခံနေရလိမ့်မယ်။ ဘုံခန့်ကမေပကြီးရဲ့ပါဇက်ကိုအဝိနဲ့ချီလိုက်ပါတယ်။မေပကြီးကငိုယူနေပါတယ်။ဒါပေမဲ့ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ဘုံခန့်ကသူ့ကိုကောင်းပေါ်မှာတင်ပြီးခေါ်သွားလိုက်ပါတယ်။မေပကြီးကမသိတဲ့နေရာတစ်ခုကိုရောက်နေပါတယ်။ပပလေးကလည်းတိတ်ဆိတ်နေခဲ့ပါတယ်။ဘုံခန့်ကသူ့ကိုကားလေးကနေအပြင်ကိုထုတ်ပြီးပြောခဲ့ပါတယ်။အခုမင်းဒီမှာနေရမယ်။ဘိုက်စာနေမှာပေါ့။ငါတခုခုစားဖို့စီစဉ်လိုက်မယ်။ဘာစားချင်လဲပြော။ဩသူ့ကိုပါဇက်ပိတ်ထားတာပဲ။ကဲကဲ။ ငါမင်းကိုပါဇက်ဖွင့်ပေးလိုက်မယ်။ပါဇက်ဖွင့်လိုက်တာနဲ့ပဲမိဖကြီးကပြောခဲ့ပါတယ်။အကိုရေညီမကိုလှုပ်ပေးပါ။အကိုပြောသမျှကိုညီမလှုပ်ပေးပါမယ်။ဒါပေမဲ့ညီမကိုဒီကနေသွားခွင့်ပေးပါ။ညီမအရန်ကြောက်နေတယ်။လှုပ်ပေးရမယ်။ငါမင်းကိုဘလို့လို့လှုပ်ပေးလို့ရမလဲ။မင်းအတွက်ကဈေးကြီးကြီးပေးခဲ့တယ်နားလေလား။အခုအေးအေးဆေးထိုင်နေလိုက်။ငါအခုလာခဲ့မယ်။ဖုန်းခန့်ကသူ့ကိုအခင်းထဲမှာပိတ်ပြီးအဲဒီကနေအစားစားဝယ်ဖို့အတွက်သွားလိုက်ပါလေ ေပကြီးကသူ့ကိုယ်သူပြောခဲ့ပါတယ်။ငါဒီကနေထွက်ရမယ်။အဝေးကြီးကိုသွားရမယ်။ဒါပေမဲ့သူတို့ငါ့စီကိုမရောက်နိုင်တဲ့နေအောင်သွားရမယ်။ဒါပေမဲ့ဒီမှာထွက်ဖို့နေရာလည်းမရှိဘူး။အဲ့ဒီချိန်မှာမေပကြီးကအခန်းရဲ့ပြတင်းပေါက်ကိုကြည့်မိလိုက်ပါတယ်။သူကပြတင်းပေါက်ကိုဖွင့်လိုက်ပါတယ်။အဲ့တော့ပြတင်းပေါက်ကပွင့်သွားခဲ့ပါတယ်။မေပကြီးအတွက်ဓာတ်ကထွက်ပြေးဖို့အကောင်းဆုံးအခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်။မေပကြီးကဒီရင်ပေါက်ကနေတဆင်ခုန်လိုက်ပါတယ်။ ပြီးတော့နောက်ကိုမကြည့်ဘဲနဲ့ဇက်တိုက်ပြေးပါတော့တယ်။ပြင်းရင်ပြင်းရင်နဲ့သူကယထာတန်ကိုကြားလိုက်ပါတယ်။အဲဒီကတဏှိယရာမှာယထာဗုဒ္ဓရှိမိထင်ပါတယ်။သူကအတန်ကြားတဲ့ဘက်ကိုပြေးခဲ့ပါတယ်။ယထာကရှက်နေပြီးသူကမြဲမြဲလေးယထာဘုံကိုတက်လိုက်ပါတယ်။ပြီးတော့ခဏနေတော့ယထာကစတင်ပြီးထွက်သွားပါတယ်။ယထာထွက်သွားတာနဲ့ပဲသူကအသက်ပြင်းပြင်းရှူလိုက်ပါတယ်။ပြီးတော့ပုံပေါ်ကိုပါဇက်မှာအုပ်ပြီးဟိုပါတော့တယ်။သူကနေတော်ကိုမြင်တော့အဲ့ဒီနီးနားမှာထိုင်နေတဲ့အလေလက်ပိုင်းရွယ်မျိုးသမီးဒေါတိတာက သူ့ကိုမိခဲ့ပါ रे ။ဘာဖြစ်တာလဲသမီးရေ။ဘာလို့အဲ့လိုငိုနေရလဲ။သမီးအပေါ်မှာတခုခုဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်ထင်တယ်။ဒါပေမဲ့မိမကြီးကဆက်ပြီးတော့ငိုနေပါ रे ။သူကလုံးဝကိုမရက်တော့ပါဘူး။ဒေါတိရာကသူ့အနာကရေဘူးကိုယူပြီးမိမကြီးကိုရေးပေးပြီးတော့ပြောခဲ့ပါတယ်။သမီးရေကြော်ရေးတောက်လိုက်ပါအောင်ကွယ်။သမီးအယံမောနေပြီ။မိမကြီးကမြဲမြဲမင်းရေပလင်းတပလင်းလုံးကိုတောက်လိုက်ပါတယ်။ ပြီးတော့အသက်ပြင်းပြင်းရှူပြီးပြောခဲ့ပါတယ်။ကျေးဇူးပါတော်ကြီး။အခုအတော်လို့ပြောလိုက်ပြီဆိုတော့လေအတော်ပြောပြပါအောင်ကွယ်။တမိပါလို့ငိုနေရလဲ။မေဘကြီးကဒေါသီရာကိုဖြစ်ရတဲ့အကုန်လုံးပြောပြလိုက်ပါတယ်။မေဘကြီးရဲ့ဖြစ်ရတဲ့ကိုကြားပြီးဒေါသီရာရဲ့မျက်လုံးတွေကနေလဲရည်ရည်ရီကြာလာပါတယ်။ငါတို့နေ့ရောက်လုံးရဲ့ဆက်လန်းတပုံစံနဲ့ပဲတမိရဲ့။ငါ့ကိုငါ့ရဲ့အယက်သမားအဖေကပြည့်တစားအိမ်မှာတွားရောင်းစားခဲ့တယ်။ငါအဲ့ဒီကနေထွက်ပြေးပြီးတီယိုရောက်လာတယ်။ ပြီးတော့အခုပိန်းနေသည့်ရောင်ပြီးအသက်မွေးဝမ်းကြောင်းလုံနေတယ်။နင်းရဲ့နာကျင်မှုငါခံစားနိုင်ပါ रे ကွယ်။တကယ်လို့နင်ဆန္ဒရှိတယ်ဆိုရင်ငါနဲ့အတူနေပြီးတော့ပိန်းနေသည့်ရောင်ပြီးအသက်မွေးဝမ်းကြောင်းလှုပ်လို့ရတယ်။မိမကြီးကမျောလင်းချက်တစ်ခုရလာခဲ့ပါ रे ။သူကဒေါ်သီရာနဲ့အတူဒေါ်သီရာရဲ့အိမ်ကိုလိုက်သွားပါ रे ။ဒေါ်သီရာကသူ့ကိုစားစရာတွေပေးရင်ပြီးတော့တရက်နှစ်ရက်လောက်နားယူဖို့လည်းပေးပါ रे ။ပြီးတော့တနေ့မှဒေါ်သီရာဟာမိမကြီးကိုဈေးကိုခေါ်သွားလိုက်ပါ रे ။ မိမကြီးကဒေါ်သီရာနဲ့အတူပိနေသည့်တွေကိုကူရောင်းပေးပါတယ်။တနေ့မှတော့အတော်ရင်အတော်ကပိနေသည့်တံပေါက်ကိုစားဘူးလား။ဟဲ့ပိနေသည့်တံပေါက်ကိုလည်းလှုပ်လို့ရတယ်ပေါ့။တောင်ကပထမဆုံးအချိန်ကြားဘူးတာပဲ။အဲ့ဒါဆိုဟုတ်ပြီလေ။ဒီနေ့တမီးအတော်ပိနေသည့်တံပေါက်လှုပ်ကြွေးမယ်နော်။မိမကြီးကပိနေသည့်တံပေါက်ကိုလှုပ်လိုက်ပါတယ်။ပြီးတော့ဒေါ်သီရာကစားနေရင်းနဲ့ပဲပြောခဲ့ပါတယ်။မိမကြီးရဲ့နင်ကဟိုတယ်တစ်ခုမှာလှုပ်လှုပ်ခဲ့တာလား။ ာလို့လဲဆိုတော့ဒီလိုတံပေါက်တွေကိုဟိုတယ်ရလူတွေကပဲလောက်တာလေမဟုတ်ပါအတော်ရဲ့ဒီလိုတံပေါက်ကိုသမီးအဖေကချက်တတ်တာပါဟာအဲ့ဒါဆိုရင်တော့ပိနေတိရောင်းအောင်ရှက်လိုက်တော့မနေ့ပြန်စားပြီးပိနေတိတံပေါက်ပဲလောက်ရောင်းတော့ဒါပေမဲ့အတော်ရဲ့ပတ်စံမမရှိ啊အော်ငါရှိရလေနင်ကငါ့ကိုအတော်တယောက်လို့မထင်ပါနဲ့အမေလို့ထင်ပါငါတကားမှမိခင်မဖြစ်ခဲ့ဘူးဒါပေမဲ့နင့်ကိုရပြီးနောက်ငါအဲ့ဒီပျော်ရွှင်မှုကိုလည်းရပြီလို့ထင်တယ် နောင်နီကစားပြီးမေဘီကြီးကပိနေသည့်ဓာန်ပေါက်ကိုစတင်ရောင်းချပါတော့တယ်။မေဘီကြီးဟာဒေါ်သီရာနဲ့အတူပိနေသည့်ဓာန်ပေါက်ကိုလှုပ်ပြီးရောင်းချပေးမိ။သူကအချိန်တိုင်းဖုန်းကန်ကသူ့ကိုရှာပြီးဒီကိုရောက်လာမှကိုကြောက်နေပါတယ်။မေဘီကြီးရဲ့ဒီလိုကြောက်နေတော့နေကအလွတ်လုံနိုင်မှာမဟုတ်ဘူး။လာ နေအရင်ဆုံးကနဲ့တူတူ yes scan ကိုလိုက်ပြီးတော့နေအမေနဲ့တတ်နိုင်လို့တိုင်ကြလိုက်။သူတို့က yes scan ကိုသွားပြီးတိုင်ကြလိုက်ပါတယ်။လူတွေကကြက်သားစိတ်သားတံပေါက်နဲ့တက်တက်လွတ်တံပေါက်တွေကိုစားပြီးညှင်းငွေနေပါပြီ။ ။ဒါကြောင့်သူတို့ကမေပကြီးရဲ့လှေးမှာပိနေသည့်ဓာတ်ပေါက်ကိုစားကြည့်တော့သူတို့ကရမ်းကြိုက်ကြပါရဲ့။မေပကြီးရဲ့ပိနေသည့်ဓာတ်ပေါက်ကအရန်နမိတ်ကြီးသွားပါတော့တယ်။အရန်လေးရောင်အားကောင်းလာတော့ဒေါသီရာနဲ့မေပကြီးတို့ကပိနေသည့်ကိုနှီးပြီးဓာတ်ပေါက်လှုပ်ရောက်ရင်းနဲ့ပင်ပန်းသွားကြပါရဲ့။ဒီမှာကြည့်အတော်ကြီးမနေ့ကသမီးစီမှာ2သိန်းခွဲရတယ်။ဒီနေ့တော့သမီးစီမှာ3သိန်းတောင်ရတယ်။ကြည့်လေ သမီးတို့ကဘလောက်တောင်ဝင်ငွေကောင်းလဲဆိုတာအေးပါကွယ်။ဒါတွေကသမီးရဲ့အလုပ်စူးစမ်းမှုကြောင့်ဖြစ်တာပါ။ ဒါပေမဲ့အလောက်တန်ဖောက်ကိုလှုပ်ဖို့ကအခုငါတို့မတက်နိုင်တော့ဘူးအဲ့ဒါကြောင့်အခုငါတို့အိုးအကြီးကြီးတွေဝယ်ရမယ်ပြီးတော့အလောက်အိုးအကြီးကြီးတွေကိုလှဲပေါ်မှာတော့တင်းလို့မရဘူးလေအဲ့ဒါဆိုအရှိအဆိုင်ငှားလိုက်မယ်လေအတော်အဲ့ဒီမှာပဲသမီးတို့ရဲ့ဘိန်းနေတိတန်ဖောက်ဆိုင်တဲသေးလေးကိုဖွင့်လိုက်မယ်ပြီးတော့နေရာများများရှိတယ်ဆိုရင်အကူညီယူဖို့အတွက်သမီးတို့တယောက်ယောက်ကိုအလောက်ခန့်လိုက်မယ်လေသမီးရဲ့တီချမ်းတော့ကောင်းပါကွယ်ငါတော့တောင်မတွေးခဲ့မိပါလားသမီးကတကယ်ကိုဉာဏ်ပညာထက်မြက်တာပဲ။ ပြီးတော့တဉ္ဉပညာကြောင့်မယ်တမီးကအလောက်ငယ်ငယ်ရွယ်ရွယ်နဲ့အလောက်အောင်မြင်မှုရရှိတာပေါ့မိမကြီးကသူ့ရဲ့ဆိုင်ကိုဆင်းသင့်ပြင်နေပါလေအဲ့ဒီချိန်မှာရဲတွေကအဲ့ဒီကိုရောက်လာပြီးမိမကြီးရဲ့အမေရင်တတ်နိုင်ရင်းနဲ့ဖုံးခန့်တို့ရဲ့ကိုဖမ်းမိသွားတယ်လို့ပြောခဲ့ပါတယ်။ပြီးတော့သူတို့ကရဲစခန်းကိုလာပြီးထုတ်ပြန်ချက်ပေးရမယ်လို့ပြောပါတယ်။အဲ့နောက်မှာမိမကြီးကသူတို့အကြောင်းကိုထုတ်ပြန်ချက်ပေးလိုက်ပါတယ်။ပြီးတော့သူတို့အားလုံးကထောင်ဒဏ်တသက်တကျွန်းချမှတ်ခံလိုက်ရပါတယ်။ မေဘကြီးကအခုဘယူးမဆိုင်တော့ပါဘူးအခုသူကဘသူကြောင့်မှစိတ်မပူရတော့ပါဘူးသူကအခုသူ့ရဲ့ပိနေသည့်တံပေါက်ဆန်ကိုပင်ဖွင့်ရတော့မှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်